စာလာဟောတဲ့ဆရာဦးကျော်ရင်မြင့်တို့ဥဖုံးဓာတုတို့ကိုကျော်ဦးတို့ဒေါက်တာမောင်တင်တို့ဦးညွှန်းဝင်မိုးတို့လည်းကျွန်တော်ပြောတယ်ကျွန်တော်ဘဝမှာကျွန်တော်ကျွန်တော်လှုပ်ချင်တာလှုပ်နေရတာရှိဘဝမှာပတ်တာဒါရီထားတော့ပြောချင်တာအဲ့ဘဝမောဆိုတာဘာမောလဲလို့ဆရာဆိုကြည့်ပြောလောဘဒေါသမောဟစိတ်တို့ကြောင့်မောဟချင်းကိုဆူလိုပါတယ်လောဘအလိုကြီးတာ ဒေါလာပေါက်ကွဲမောဟအမိုက်မောင်းနေလွမ်းတာအဲ့တော့အဲ့တော့ဒီတရားမှာအဲ့ဒီဘဝအမောတွေကဘယ်လိုဖြစ်လဲဆိုငါလောကသမားတက်တက်တည်ငါပဲငါမငါပဲငါလွဲသူမဘာကောင်းမှမဟုတ်ငါမငါပဲဆိုတဲ့ငါလောကသမားတက်တက်ဟာငါလောကကိုသာမြင်နေတယ်ဒါကြောင့်သူလောကကိုမကြည့်ဘူး ငါငါပဲငါစိတ်ငါငါငါနေရငါအဆွေမျိုးငါအတိုင်းဝိုင်းငါပြည်စီငါဥစ္စာငါရာလူငါဤဆွဲနေလို့ရှိရင်ကြမ်းတဲ့လူတွေပေါ်ဘယ်လို့မှမမြင်တော့ပါဘူးတဲ့ဆရာစောကြီးပြောတာပါကျွန်တော်ပြောတာကလည်းနည်းနည်းဒေါသပါသွားပါတယ်အဲ့တော့ငါလောကသမားတက်တက်ဒီငါလောကဟူတာမြင်နေဖြစ်သူ့လောကကိုတရိမပြုတ်နိုင်အောင်ဖြစ်တတ်တယ်သူ့လောကကိုတရိမပြုတ်နိုင်တဲ့များကာလပါလို့ဘောအမောဆရာကြီးသာဖြစ်သည်လို့ ဆရာတော်ကြီးကအသေးစားရေးတော်ပါလေသူလောကကိုတတိမပြုတ်နိုင်သည်ဗျာကာလပတ်လုံးဘုရားဘောဆရာပြည်သားဖြစ်သည်လို့ဆရာတော်ကြီးကပြောပါပါဒါကြောင့်ဘုရားအမိုးကြီးအကြောင်းရင်းတစ်ခုဟာတဲ့ကိုယ်ဟာကိုယ်ပဲကိုလောကပဲကိုသိပြီသူလောကကိုတတိမပြုတ်တဲ့အတွက်ကြောင့်လို့ဆုံနိုင်ပါတယ်တဲ့အဲ့တော့ဒါဘုရားမောင်းတဲ့ပတ်သက်တာ ဲ့တော့ဒီဘဝမောရင်းနဲ့ပတ်သက်လို့ဆရာတော်ကြီးကဖြေလဲပေးပါတယ်ကျွန်တော်တို့အစင်းတန်းရှိတဲ့ရာသာစာပေမှာပရိသတ်အသူတော်ဘာအချိုသူတော်ဘာအကြောင်းသူတော်ဘာကိစ္စကိုဝါတက်ရှိတဲ့မဲ့ဖြစ်သောသူလောကကိုသတိပြုပေးနိုင်သောအာနိသင်ရှိပါတယ်တဲ့ရာသာစာပေရဲ့အစွမ်းကျွန်တော်ပြန်ပြောမယ်နော်ပရိသတ်အသူတော်ဘာအချိုသူတော်ဘာအကြောင်း သူတစ်ပါးကိစ္စဝါတက်ရှိတက်မဲ့ဖြစ်တော့သူ့လောကကိုသတိပြုပေးနိုင်တော့အာနိသင်ရှိပါတယ်အဲ့တော့ကျွန်တော်အခုပြောသွားတာစရံဆေပင်ဝတ္ထုဆိုတာတကယ်ရတာစာပေဝတ္ထုပါဥပုံကြနာမည်ကြီးတာလည်းလူတဘာဝကိုပြည်ပြောင်းဖန်နှီးနိုင်လို့နာမည်ကြီးခဲ့တာပါအဲ့ဒါကိုလည်းဆရာဆက်ဆက်ကချိပခဲ့ကြပါတယ်အခုရတာစာပေပြိဒတ်တို့ နည်းနည်းလေးစဉ်းဉဏ်ကြည့်လိုက်ရင်ကျွန်တော်အခုဟောပြောရတာနားထောင်ကြည့်ရယ်နည်းနည်းလေးစဉ်းစားကြည့်လိုက်မဆူလောက်ဖွယ်ပြည့်ငယ်ကိုကြည်ကျဲဝိတုရံညိုးပြူတာဒီထက်မှပါတယ်သုလတုပါတာမတော်တဆခါခြင်းမွေးနဲ့အင်းရင်းအင်းရင်းမနေဘူးရောပြီးပန်ပေးမိတဲ့စာရံစာရံမင်းပေါ်လေမတော်တဆအက်ဆီဒန့်ရှက်ပါ အဲ့ဒီဟာကိုတွေးလိုက်တော့ကျွန်တော်တို့လောကပေါင်းခြင်းကိုနည်းနည်းကြည့်လိုက်ပါမပြောပါတော့တဲ့အပြစ်ကို ကြီးကျယ်ဝတ္ထုရံညိုးပြတာတွေများ ရှိသလားမရှိဘူးလားပြိတ္တတို့ဆင်ခြင်ကြည့်ပါအဲ့ဒါရတာစာပေအားပေးတဲ့အသိပါပဲကျွန်တော်ပြောချင်တာဆင်ခြင်ကြည့်လို့သိနိုင်လေဆိုရင်အဲ့ဒါဟာတရားသလားမတရားသလား ကောင်းသလားမကောင်းသလားဒါကျွန်တော်တို့မြင်နိုင်ပါတယ်ကျွန်တော်တို့အလားဒီရတာစာပေမှာဘဝအာနိသင်ပါနိုင်မှုဟာတော့စာရေးဆရာရဲ့အပေါ်မှာတည်နေတဲ့စေတနာပေါ်မှာတည်သလိုသူရေးတဲ့အကြောင်းအရာရဲ့လင်းတတ်မှုမလင်းတတ်မှုအမှုရဲ့အတိမ်နဲ့ဘဝမှာလည်းတည်ပါတယ်နှစ်သက်ခြင်းတသက်ဆိုတာ တတ္တာလင်္ကာရအထာလင်္ကာရတို့ကရတာပါ အာနိတိနှစ်သက်ခြင်းတို့မဘဝတိဆိုတာတော့နော်စာရေးဆရာရဲ့စေတနာအခြေခံလဲရှိတော့လေးတဲ့တော့အကြောင်းအရာအခြေခံလဲရှိတော့စလည်းဆုံးစားတဲ့ဘုံလုံးကမှရရတာပါအခုကျွန်တော်ပြောသွားတဲ့စာရန်ဆင်မင်းဝတ္ထုကပြောဆိုဆိုရင်သူတော်ကောင်းသဘောကိုဥပုံညာချီးကျူးလိုတယ်သူရောမအောင် ရှုတ်ချလို့နောက်တစ်ခုကတော့ကျွန်တော်ဖြည့်ပြောကြတော့ရံညိုးဖွဲ့ခြင်းဟာအဖွဲခံရသူအတွက်ကောဖွဲ့သူအတွက်ပါကောင်းကျိုးမရောဆိုးကျိုးဒုက္ခသာရတယ်ဆိုတာသရံစပင်းနဲ့ဆူလာသူပါလားကြည့်ရင်သိနိုင်တယ်ဒီကြားမှာမသူသေးသေးငတင်းမရင် ပြီးတော့ကိုကျိုးကိုဆန္ဒအတွက်ကိုကျိုးကိုဆန္ဒအတွက်ဘာမစိုးလုတ်တယ်ဆိုတော့ လူတော်တော်ဖက်เนาะအဲ့ဒီမှာဘာလဲဆိုတဲ့အခါကျတော့ဒီတောတော့ကမုံဆိုဟာအဲဆွမ်းခွန်အားပလာနဲ့ပြည့်စုံသူဖြစ်တော်လဲကိုရိုးကိုသာကြည်တတ်၍အတနာအညာတာကင်းမဲ့သောတောတော့ကမုံဆိုရဲ့သူရောမှာလူတော်ဘဝဖွက်လောကမှာတောတော့ကမုံဆိုလို့လူတွေလည်းရှိတာပဲ စာရန်စမင်းလို့အသက်ကိုရင်းပြီးရန်ညိုပြောင်းဖြေတဲ့ပုံကိုယ်တွေလည်းရှိတော့ရှိတယ်ရှားတယ်စူလာတူရာလို့ရန်ညိုဖွဲ့တဲ့သူတွေကလည်းမနှဲမမြတော့ရှိပါတယ်အဲကြတော့ကျွန်တော်ဒီနေ့စာရန်စမင်းဝိထုရဲ့လူသဘာဝအဖွဲ့တင်ပြတဲ့နေရာမှာဆရာကြီးစောကြီးပြောသလိုပါပဲကျွန်တော်တို့က ကိုကိစ္စကိုမိသားစုကိုဇနီးကိုသားကိုမယားဆိုတဲ့ကိစ္စတွေမကြည့်ပဲနဲ့သူ့လောကအာသူ့သူ့ဇနီးသူ့မယားသူ့သားသူ့လောကကိုလေစာနာစိတ်နဲ့เนาะကြည်ဓာတ်မြင်တတ်လို့ရှင်ကျွန်တော်တို့ဒါဟာလောကကြီးငြိမ်းချမ်းသာရပါမယ်နောက်တစ်ခုကလည်း မဆိုးလောက်တဲ့ပြစ်ကလေးတွေကိုရံညိုးဖွဲပြီးတော့ကြီးကျယ်ဝတ္ထုတွေမလုပ်ပဲနဲ့ရံညိုးတွေပြေချရင်တော့ကျွန်တော်တို့နိုင်ငံရောကျွန်တော်တို့ကဘာရောငြိမ်းချမှာပါရံညိုးတွေပြေစေချင်ပါတယ်နောက်တစ်ခုကသူတစ်ပါးကိုလောကကိုဂယုပြုစေချင်ပါတယ်လို့ပြောကြရင်ဤကိုချုပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါ